ုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နေပြီးတော့ဒီရက်မြန်ထားလက်မှတ်ခါများထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံဝယ်ယူထားတဲ့လေယာဉ်ပစ္စည်းပါခင်မီဒီရက်မြန်ထားတော့ဆိုင်တွေနဲ့ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ပြည့်စွဲမယ့်ရန်ကုန်နေပြည်ခီးစေချိန်စီရင်နဲ့ယထာလက်မှတ်ခါတွေကိုမြမမီရထားကထုတ်ပြန်ကြညာလိုက်ပါတယ်။အမတ်ခေါ်အစံဒီရက်မြန်ထားဟာ မနက်၆နာရီမှာရန်ကုန်ပူရာကနေစတင်ထွက်ခွာပြီးမနက်၇နာရီခွဲမှာနေပြည်တော်ပူရာကိုဆက်ရောက်မှာဖြစ်ပြီးအမှတ်၂၀ကိုအစက်၄ရက်ထားမွန်တက်၇နာရီမှာနေပြည်တော်ပူရာကနေစတင်ထွက်ခွာပြီးမန္တလေးပူရာကိုတော့ညနေ၅နာရီမှာဆက်ရောက်မှာပါအမှတ်၂၈အစုံ၄ရက်ထားကတော့မနက်၆နာရီမှာမန္တလေးပူရာကနေစတင်ထွက်ခွာပြီးမနက်၇နာရီမှာနေပြည်တော်ပူရာကိုဆက်ရောက်မှာဖြစ်ကအမှတ်၈အစုံဒီရက်မြေထားကတော့ မော်တယ်၁၂နိုင်မှာနေပြော်ပူတာနေစတဲ့ထွက်ခွာပြီးတော့ညနေ၅နိုင်ခွဲမှာရန်ကုန်ပူတာဆက်ရောက်မှာဖြစ်ပါတယ်။လက်မှတ်ကနှုံထားတဲ့အနေနဲ့ရန်ကုန်နေပြီးတော့ဒီရက်မြေထားခီးစဉ်အတွက်ပထမရန်ကို1900ကျပ်အထက်တန်းကို2800ကျပ်ဖြစ်ပြီးနေပြော်မန္တလေးလေးရက်ထားခီးစဉ်အတွက်ရိုးရက်9000ကျပ်နဲ့အထက်တန်းကိုတော့1300ကျပ်ဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ ဒါအပြင်ခီးတယ်တွေအနေနဲ့ရန်ကုန်မန္တလေးရန်ကုန်ခီးစဉ်အစားဆုံးလက်မှတ်တွေဝယ်ယူနိုင်ပြီးပထမတန်းရိုတန်းကို2600ကျပ်အထက်တန်းကို3900ကျပ်ဖြစ်ပြီးလက်မှတ်တွေကိုတော့3000ကျပ်ရောင်းချပေးတော့မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါရှင်ဒီသတင်းကိုတော့မြန်သူကပေးပို့လာပါ thank you